္ဂလာပါရှင်ချင်းလင်းချင်းရဲ့တရင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ။2025ခုနှစ်မေလ23ရက်နေ့နောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ထန်တလန်မြို့နယ်ထောက်ကျေးရွာတွင်ဂါတိန်မှောင်မှုကြောင့်အမျိုးသမီးတဦးသေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိကြောင်းကန့်ကော်မြို့နယ်တွင် ခလာရ90တရင်မှစစ်ကောင်စီတပ်သားများကလေမရွာကိုစစ်ကြောင်းထူဝင်ရောက်ပြီးလူငယ်၁၁ဦးကိုပြစ်ဒဏ်ကပြီးသူ20ကျော်ကိုဖမ်းဆီးသွားကြောင်း ဒီပေးရင်မြို့နယ်ဦးထင်ကွင်းကျေးရွာစတင်ကျောင်းကိုစစ်တပ်ကလေရင်ဖြင့်ပုံချင်းမှုတွင်ဆီယမ2ဦးအပါဝင်ကျောင်းသားကျောင်းသူ22ဦးသေဆုံးပြီး60ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိကာညတကောင်ရန်အချိန်စစ်တပ်ကလေရင်ဖြင့်ထက်မှန်ပုံချေတိုက်ခိုက်ခဲ့ကြောင်းချောင်းဦးမြို့နယ်ဖန်ချူရွာကိုတက်ပွေဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုတွင် အမျိုးသမီး2ဦးသေဆုံးပြီးပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဦးထင်းတွင်းစတင်ကြောင်းဘုံကြီးတိုက်ခိုက်မှုတွင်စစ်ကောင်စီကနိုင်ငံတကာကပိတ်ပင်ထားတဲ့ cluster bomb ဖြတ်အပြင်ဆင့်ကွဲပုံတွေကိုအသုံးပြုခဲ့ရလို့ NUG ဆိုကြောင်းနဲ့ရတဲ့တောင်မြို့နေထွင်းရဝေကြီးရွာကိုစစ်ကောင်စီဘုံကြီးတိုက်ခိုက်မှုကြောင့်ပြည်သူ၁၀ယောက်ကျော်သေဆုံးပြီး၂၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိကြောင်းလို့ပေးဖြစ်ပါရရှင် ထန်တလန်မြို့နယ်ထောက်ကျေးရွာတွင်ကာတိန်မှောင်မှုကြောင့်အမျိုးသမီးတဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ချွင်းပီထန်တလန်မြို့နယ်ဗိုင်လမ်ကလန်နီမီထောက်ကျေးရွာမှာမော်တော်ယာဉ်မတိုတဆမှုကြောင့်အမျိုးသမီးတဦးသေဆုံးက၃ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။မေလ၁၂ရက်နေ့နန်နက်စေနာယီ30မိနစ်အချိန်ဝန်းကျင်မှာထောက်ကျေးရွာတင်မှာအပြင်ထောက်ကျေးရွာအဟောင်းအဝင်ကုန်းဆောင်ပေါ်မှာ pickup ကတစီတိမ်မှောင်မှုဖြစ်ပွားခဲ့ပြတာဖြစ်ပြီးအဆိုပါမော်တော်ယာဉ်ဟာအရှိန်ပြင်းပြင်းနဲ့မောင်းနှင်လာခဲ့တာဖြစ်ပြီးလက်မှတ်ကြီးကနေတောင်ကမ်းပါအောက်ဘက်မီတာ300ခန့်အကွာထိတိမ်မှောက်သွားတာဖြစ်တယ်လို့ဒေသခံပြည်သူများထံမှသိရှိရပါတယ်။ဒီမတော်ကျဆမှုကြောင့်ထောက်ကျေးရွာမှာတန်တလန်မြို့မှာစစ်ဘေးရှောင်နေထိုင်တဲ့အသက်66နှစ်အရွယ်ပြီးဆွေကျွေးဝန်ထောင်းသူပွေချံပြီးတည်ဆုံခဲ့တာဖြစ်ပြီးတခြားသုံးဦးမှလည်းတန်ရာပြန်ထန်စွာရရှိခဲ့ပါတယ်။ ဒေတာခံပြီသူတို့ကဒီမနက်မှာမုန်းဖွဲ့ဖွဲ့လေးကြားတယ်။အဲ့ဒါလမ်းချော်တာလေးပါနိုင်ပါတယ်။ရွာဟောင်းအဝင်တောင်ကုန်းမှာကားကမတက်နိုင်တော့လို့နောက်ပြန်ဆောက်ပြီးတော့ပေ300လောက်လမ်းအောက်ဘက်ကိုကျသွားတယ်။ပြီးဆွေကျွေးကဒဏ်ရာအများကြီးရပြီးတော့ဈေးရုံပိုးတဲ့လမ်းတဝက်မှာဆုံးပါသွားတယ်လို့ချန်နယ်ချန်နယ်သတင်းဌာနတို့ပြောဆိုထားပါတယ်။ပြီးခဲ့တဲ့ April 14ရက်နေ့မှာလေထန်တလန်မြို့နေမှာရင်မတော်တဆမှုဖြစ်ပွားခဲ့ပြီးလက်ချင်းကြီးအစီအစဉ်မှပြန်လာတော့ Don Baptist Church Women's Department ZABWD အဖွဲ့ဝင်တွေလိုက်ပါလာတဲ့မော်တော်ယာဉ်ဟာဇာနကလန်ရောဘုတ်ရွာနီးမှာယင်တိမ်မောက်ပြီးအမျိုးသမီး2ဦးတေဆုံးပြီး အခြား3ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ရှင်။ကန်ကော်မြို့နယ်တွင်ခလာရ90တရမှစစ်ကောင်စီတပ်သားများကလီမရွာကိုစစ်ကြောင်းထူဝင်ရောက်ပြီးလူငယ်7ဦးကိုပြစ်ဒဏ်ကပြည်သူ20ကျော်ကိုဖမ်းဆီးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ်မကွေတိုင်းကန့်ကွန်မြူနီခလာရ90တိတ်ရမအကြံဖက်စစ်ကောင်စီတပ်သားများကလေမရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးလူငယ်၁၂ဦးကိုပြစ်ဒတ်ကပြီးသူ20ကျော်ကိုဖမ်းဆီးသွားကြောင်းသိရှိရပါတယ်။မေလ၁၂ရက်နေ့နဲ့အစောပိုင်း နှစ်နာရီအချိန်ခန့်တွင်ကံကောမျိုးနှင့်ခလာယ90တရင်မှထွက်လာသောအကြံဖက်စစ်ကောင်စီတပ်သားများကလေမရွာကိုဝင်ရောက်စီးနင်းခဲ့ကြောင်းထူသော ဝင်ရောက်စီးနင်းပြီးနောက်ရေးရွာနေလူငယ်၁၂ဦးကို အကြံဖက်စစ်ကောင်စီတပ်သားများကပြစ်တက်က ပီတူရှိဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေတာခံပီတူများကပြောဆိုထားပါတယ်။ဒေတာခံပီတူတို့ကဒီနေ့နဲ့နဲ့အစောပိုင်းနှစ်နာရီဝန်းကျင်လောက်ကခလာရ90တရင်ကလာတဲ့စစ်ခွေးစစ်ကြောင်းကလေမရွာကိုရောက်ရှိလာပြီးတော့ပီတူစစ်တို့ကိုပြစ်တက်ထားတယ်။ပီတူ20ခန့်ကိုလည်းဖမ်းဆီးသွားတယ်။ဒီစစ်ခွေးစစ်ကြောင်းကရွာထဲမှာတက်ဖြတ်ဖမ်းဆီးပြီးချက်ချင်းပြန်ဆုပ်သွားတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။ ဒီပေးရမြို့နယ်ဦးထင်ကွင်းဂျေးရွာဆိုင်တင်ကျောင်းကိုစစ်တပ်ကလီရင်ပြန့်ပုံကျင်းမှုတွင်ဆီယမ2ဦးအပါဝင်ကျောင်းသားကျောင်းသူ22ဦးသေဆုံးပြီး60ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိကာညက်တကောင်ရဲ့အချိန်စစ်တပ်ကလီရင်ပြန့်ထက်မှန်ပုံကျခဲ့တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ စကိုင်းတိုင်းဒီပေးရင်မြို့နေဦးထင်ကွင်းကျေးရွာစတင်ကြောင်းကိုစစ်တပ်က လေရင်ဖြန့်ပုံကြီးချတိုက်ခိုက်ခဲ့ရာဆ iam မ2ဦးအပါဝင်ကြောင်းသားကြောင်းသူ22ဦးသေဆုံးပြီး60ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ် ယမနေ့မေလ12ရက်နေ့နံနက်9:55မိနစ်အချိန်ဝန်းကျင်စကိုင်းတိုင်းဒီပေရင်မြို့နယ်ဦးထင်ကွင်းကျေးရွာစတင်ကြောင်းကိုစစ်တပ်ကလေရင်ဖြင့်ပုံကျေးချတိုက်ခိုက်ခဲ့ရာဆ iam မနှုတ်ဦးအပါဝင်ကျောင်းသားကျောင်းသူ22ဦးထိခိုက်ဒေဆုံးပြီး60ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒီပေရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ကေစီလုံဆောင်သူများကပြောဆိုချက်အရသိရှိရပါတယ်။ဒီပေးမြို့နယ်မှာ ကေဆေကုံကြီးရေလောက်ဆောင်သူတို့ကစာတင်ကျောင်းပေါ်တက်တက်ကြေးသွားတာဆရာမနှစ်ဦးကတော့ပွေချင်းပြီးပဲကျောင်းသားကျောင်းသူ90လောက်ထိခိုက်တေဆုံးမှုရှိနိုင်တယ်အလောင်းရှာမရတဲ့ကလေးတွေလည်းရှိပါတယ်ကလေးတွေကမျက်လုံးရွတ်ထွက်သူထွက်တချို့ကခေါင်းကိုထိခိုက်တယ်အခုကားတွေနဲ့တေထုံနေတယ်အချိန်ကြီးကစိုးပါတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ် ဒပ်ပြန်ယမနေ့ညတကောင်ရံအချိန်ည7:30နာရီ50မိနစ်တွင်လဲစစ်ကောင်စီကတိတ်လေရင်ဖြင့်ဒီပေးရင်မြို့နယ်ကိုထပ်မံပုံကြီးချခဲ့ကြောင်းနေရာနဲ့ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမတိရှိရသေးဘူးလို့ဒေသခံပြည်သူများကပြောဆိုထားပါတယ်။အကြံဖက်စစ်ကောင်စီကမေလ6ရက်နေ့မှမေလ31ရက်နေ့အထိအပြစ်ခတ်ရက်စီကြေညာထားတော်လဲနိုင်ငံတော်ဝန်တွင်လေရင်ဖြင့်ပုံကြီးတိုက်ခိုက်ခြင်းလက်နက်ကြီးများဖြင့်ပြစ်ခတ်ခြင်းထူးဆန်းခြင်းများကိုလှုံ့ဆော်ရရှိကြ ောင်းတိုင်းရင်သားလက်နက်ကင်အဖွဲ့များနဲ့တိုးလှန်ရေးအဖွဲ့များကတရင်ထုတ်ပြန်ချက်အရသိရှိရပါရှင်ချောင်းဦးမြို့နယ်ဖန်ချူရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်တပ်ကလေရင်ဖြန့်ပုံကျေတိုက်ခိုက်မှုတွင်အမျိုးသမီး2ဦးသေဆုံးပြီးပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ စကိုင်းတိုင်းချောင်းဦးမြို့နေဖန်ချူရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်က လေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုတွင် အမျိုးသမီး2ဦးသေဆုံးပြီးပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ယမနေ့မေလ12ရက်နေ့နနက်9နာရီအချိန်ခန့်တွင်ချောင်းဦးမြို့နေဖန်ချူရွာကိုအကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်နှစ်ကြိမ် ်မုံချေတိုက်ခိုက်ခဲ့ရာအသက်40ကျော်အရွယ်အမျိုးသမီး2ဦးတေဆုံးပြီးအသက်14နှစ်အရွယ်အမျိုးသမီးငယ်2ဦးအပါအဝင်ပြည်သူခဏဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိကနေအိမ်၃လုံးလေးပျက်စီးခဲ့ကြောင်း7 people defense force SPDF မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်7 people defense force spdf မှာတာဝန်ရှိသူတို့ကပြင်းထန်တဲ့ရရရှိတဲ့အချိန်မှာတဦးကတော့စိုးရင်ရတယ်အချိန်တွေကတော့ဆက်လက်ဆောင်ကြည့်နေရုံပါပဲတိတ်ပွေးဖြစ်ပွားခြင်းမရှိပေန ဲ့ပုံကျေးတိုက်ခိုက်သွားတာပါအမျိုးသမီး2ဦးကတော့ပွေချင်းပြီးတေဆုံးတယ်ပြီးသူတွေအနေနဲ့အကျန်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဘုံခုချင်းတွေလှုပ်ဆောင်ထားကြဖို့မြစ်တာရဲ့ခန့်ကျင်ပါတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြုဆိုထားပါတယ်သူတို့လေရင်ဖြင့်ပုံကျေးတိုက်ခိုက်ပြီးနောက်ချောင်းဦးမြို့ပေါ်ရှိအကျန်းဖက်စစ်ကောင်စီတပ်သားများကလည်းဖမ်းချူရွာအနီးပတ်ဝန်းကျင်ကိုလက်နက်ကြီးများဖြင့်ခုနှစ်ကြိမ်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်ရှင် ။ဦးထိန်တွင်းစတင်ကြောင်းပုံကြေတက်ခိုင်မှုတွင်စစ်ကောင်စီကနိုင်ငံတကာကပိတ်ပြင်ထားတဲ့ cluster bomb ဖြတ်အပြင်ဆင့်ကွေးပုံတွေကိုအသုံးပြုခဲ့တယ်လို့ NUG ဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။စကိုင်းတိုင်းဒီပိန်းမြို့နယ်ဦးထိန်တွင်းစာတင်ကျောင်းကိုအကြံဖက်စစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံချေတက်ခဲ့ခဲ့ရာနိုင်ငံတကာကပိတ်ပြင်ထားတဲ့ cluster bomb ဖြစ်အပြင်ဆင့်ကွဲပုံတွေကိုအသုံးပြုခဲ့တယ်လို့အမျိုးသားညီဝက်ရေးအစိုးရလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဒီနေ့မေလ23ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။မေလ22ရက်နေ့မနေ့နဲ့နေ့ပိုင်းမှာဦးထိန်တွင်ဂျေးရွာစာတင်ကျောင်းကိုကလေးငယ်တွေအတန်းတန်ဆမ်းမြေပွေးဖြစ်ဆိုဖို့ပြင်ဆင်နေချိန်တွင် အကျန်ဖစစ်ကောင်စီရဲ့မိထလာရှန်တီလီတက်မှတက်လာတဲ့ Jet Fighter တစ်စီးကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲရည်ရွယ်ချက်ရှိရှိပြတ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ် ဒီဘုံကျဲတိုက်ခိုက်မှုမှာဆင့်ပွားပေါက်ကွဲတဲ့ cluster ဘုံအမျိုးအစားနှလုံးကိုအုံပြုခဲ့တာဖြစ်တယ်လို့မျက်မြင်သက်သေတွေနဲ့ ပုံစအကျွမ်းအကျန်တွေကတဆင့်တည်ရတယ်လို့ NUG ဝန်ကြီးဌာနကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အကျန်ပစစ်ကောင်စီရဲ့လေကြောင်းတက်ခဲမှုကြောင့်စေတနာဝန်ထမ်းဆရာမတွေနဲ့ Grade 2ကနေ Grade 11အတွင်းရှိကျောင်းသားကျောင်းသူတွေယောက်ျားလေး9ယောက်နဲ့မိန်းကလေး18ယောက်စုစုပေါင်း22ယောက်တည်ဆုံခဲ့ပါတယ်။တည်ဆုံသူအများစုက9နှစ်အရွယ်ကလေးငယ်တွေဖြစ်ကြပြီးတိခိုက်တံရရရှိသူ40ကျော် ရှိပြီးဆက်လက်ဆုံဆန်းနေစေဖြစ်တယ်လို့သိရှိရပါတယ်။ပြည်သူတရက်လုံးတန်းတူညီမျှမှုရရှိရေး၊ငင်းချင်ရင်နဲ့တရားမျှတမှုရရှိရေးဆိုတဲ့ဥတီချက်တွေကိုခိုင်ခိုင်မာမာလက်ကင်ဆွေးထားပြီးအကြံဖက်စစ်အုပ်စုရဲ့ဂျူးလုံမှုတွေကိုအပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ UNG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။ ရတဲ့ကြောင့်မြို့နေထွင်းရွေကျေးရွာကိုစစ်ကောင်စီကပုံကျဲတက်ခိုင်းမှုတွင်ပြည်သူ၁၀ကျော်သေဆုံးပြီး20ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။အရခတ်တက်တော်ထိန်ချုပ်ထားတဲ့ရတဲ့ကြောင့်မြို့နေထွင်းရွေရွာဟောင်းကျေးရွာကိုယနေ့မေလ23ရက်နေ့မနက်ပိုင်းစေနာရီဝန်းကျင်မှာစစ်ကောင်စီကပုံကျဲခဲ့တာကြောင့်ဒေသခံ၁၀ကျော်သေဆုံးပြီး20ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ ထွင်းရွေခြေရွာထဲကိုစစ်ကောင်စီကဂျက်ဖိုင်တာနဲ့ပေါင်900ပုံခြေချတိုက်ခိုက်ခဲ့တာဖြစ်ပြီးကလေးငယ်တွေအပါအဝင်ဒေသခံပြည်သူ73ဦးသေဆုံးခဲ့ပြီး20ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်ဆေးလုံးကျော်လည်းပျက်စီးသွားတယ်လို့ရခိုင်တရင်ဌာနက DMG ကဖော်ပြထားပါတယ်ထွင်းရွေခြေရွာဟာပုံနာကျွန်းရတဲ့တောင်ကာလမအနီးမှာတည်ရှိပြီးစစ်တွေ တိတောင်ပွန်နာကျွန်းစတဲ့ဒေတာကစစ်ပေးရှောင်အများပြားခိုးလုံနေကြတဲ့ကျေးရွာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့တက်လောက်နဲ့ပေးရနာသွားပါမယ်ရှင်။ချင်းလန်းချန်နယ်သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြကြမှာရှင်လန်းပြီးပေးရန်ခက်တဲ့ကင်းဝေးနိုင်ကြပါစေရှင်။